အတလတီကိုအသင်းနဲ့အရှင်ပြိုင်ကစားခဲ့တဲ့ချန်ပီယံလိပွဲမှာဂိုးပေါက်ပြန်တွေးခဲ့တဲ့အာဆန်နယ်တိုက်စင်မိုးယူဂရက်စ်ကသူဝင့်စင်ထားတဲ့နံပါတ်၁၄ဂျာစီထဲမှာ သွင်းကုန်းများစွာရှိနေတယ်လို့ပြောကြားခဲ့ပါတယ်။ဆွေတင်တိုက်စင်မိုးယူကရက်ဟာဒီပွဲမတိုင်ခင်ရှင်ပြိုင်ကစားခဲ့တဲ့ပြိုင်ပွဲစုံ9ပွဲဆက်ဂိုးပေါက်ပြောက်ခဲ့တယ်လို့လေယူးစင်အသင်းရဲ့ပွဲရီကွာထဲထွက်ပါက9ပွဲဆက်ဂိုးပေါက်ပြောက်ခဲ့တာပါ။ဒါပေမဲ့အတလက်တီကိုနဲ့ပွဲမှာတော့ငကိုးသွင်းယူကချေဆွမ်းပြခဲ့ပြီးပွဲစဉ်လိုက်အကောင်းဆုံးကစားသမားဆုလည်းရရှိခဲ့ပါတယ်။ယူကရက်ဟာအာဆင်နယ်အသင်းမှာခံဝင်တိုက်စင်မိုးအွန်ရီဝင့်စင်ခဲ့တဲ့နံပါတ်14ကိုဆက်ခံဝင့်စင်ခဲ့တာကြောင့်ဒီအင်ကြီးထဲမှာသွင်းကုန်းများစွာရှိနေတယ်လို့ပြောကြားခဲ့တာပါ။ ဒီခံစားချက်ကအရန်ကောင်းပါတယ်ဒီအင်ကြီးထဲမှာအတွင်းကိုများစွာရှိနေပါတယ်အယူအသဆုံးပြောရရင်အသင်းမှာလွတ်နေတဲ့နံပါတ်များများဆဆမရှိပေမဲ့နံပါတ်ဆက်လေးလွတ်နေခဲ့တာဟာကျွန်တော်တို့အတွက်ကြီးမားတဲ့ဆုလက်တစ်ခုပါပဲကျွန်တော်တို့စုဖလားများစွာရယူသွားချင်ပါတယ်ဒါဟာကျွန်တော်တို့ရဲ့လိုရင်းဆန္ဒဖြစ်ပြီးအရေးအကြီးဆုံးအရာလည်းဖြစ်ပါတယ်ဒီအတွက်ကျွန်တော်အကူအညီဖြစ်ချင်ပါတယ်ကိုရီးအတွင်းချင်ပါတယ်လို့ UKRES ကပြောပါတယ် အာဆင်နယ်အသင်းရဲ့တမိုင်းတလျှောက်ကျောင်းနံပါတ်14ဝစ်ဆင်ခဲ့တဲ့ကစားသမားတွေထဲမှာပြည်သစ်တိုက်စစ်မှုအော်နရီကအအောင်မြင်ဆုံးဖြစ်ခဲ့တယ်လို့ပရီးမီးယားလိခ်ခက်မှာအာဆင်နယ်အသင်းအတွက်ဂိုးအများဆုံးသွင်းယူပေးခဲ့တာကလည်းကျောင်းနံပါတ်14ဖြစ်တယ်လို့သိရပါဗျာ။